တရုတ်နိုင်ငံမြောက်ပိုင်းမှာဇွန်လ21ရက်နဲ့22ရက်နေ့တွေကမိုးသက်မုန်တိုင်းတိုက်ခိုက်မှုကြောင့်လူတွေဒဏ်ရာရရှိခဲ့ပြီးမြို့တွေအတွင်းမှာလည်းအပျက်စီးတွေရှိခဲ့တယ်လို့သိရပါတယ်။တရုတ်နိုင်ငံမြောက်ပိုင်းဟဲပေးပြည်နယ်ရဲ့ဟန်တန်မြို့မှာလေပြင်းတိုက်ခိုက်မှုကြောင့်တစ်ပင်အိုတစ်ပင်အမြစ်ကနေပြုတ်ထွက်ခဲ့ပါတယ်။တခြားတစ်ပင်တစ်ပင်ဟာလည်းကားတစီးပေါ်ကိုတစားစီကျိုးပဲ့လဲပြိုကျခဲ့ကလမ်းသွားလန်းလာခုနှစ်ဦးတို့လည်းထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ရှန်ဟဲကောင်တီမှာလည်းရေကြီးမှုကြောင့်မီတာ90ရှိတဲ့ရေမြောင်းတစ်ခုပျက်စီးခဲ့ပါတယ်။ ဒေတာရှိအလေတန်းနယ်မူလာတန်းကျောင်းတွေကိုလုံခြုံရေးအတွက်ဇွန်လ20ရက်နေ့ကပိတ်ထားခဲ့ပြီးလာမယ့်ဇွန်လ26ရက်နေ့မှာပြန်လည်ဖွင့်လှစ်မှာဖြစ်ပါတယ်။ရှန်တိုင်းမြို့မှာမိုးသီးထန်စွာရာသွန်းမှုကြောင့်ရင်းအသွားလာတွေကိုလုံးဝရပ်တန့်ခဲ့ရပြီးအဲဒီမြို့ရှိဒေတာခံအများအပြားအတွက်နှောင့်နှေးကြံ့ကြာမှုတွေဖြစ်ပေါ်စေခဲ့ပါတယ်။ ရှန်တိုင်းရဲ့မိုးလေဝသဌာနကလည်းလုံခြုံရေးသတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။ကြံကြခုကိုခြံတဲ့စီကြကျွမ်းနဲ့ရှန်တိုင်းအပအဝင်ဟဲပေးဒေတာအတော်များများမှာဇွန်လ22ရက်နေ့နဲ့23ရက်နေ့တွေမှာမိုးသီးထန်စွာရောက်သွန်းနိုင်တယ်လို့ကြိုတင်ခန့်မှန်းထားကြောင်းရိုက်တာသတင်းမှာဖော်ပြထားပါတယ်။ကျွန်မမျက်စုခိုင်ပါ။